င်္ဂလာပါရှင်။တော်လန်ရဲဘော်များအားလုံးနဲ့တော်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရှင်လန်းကြပါကြပါစေရှင်။တရက်17လ2025ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်ခဲရန်ရိတ်ခါထောက်ပို့မှုမှတ်တမ်းများကိုကျမတို့ဝီဟင်း Channel မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။မရီယာမြို့နယ်တနင်္လာသို့တရက်ဦးလေတပ်မှတသောဂျက်ဖိုင်တာ3စီးဖြင့်မနက်6:30မိနစ်6:33မိနစ်6:38မိနစ် စက်တနာရီ22မိနစ်စက်တနာရီ24မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု၅ချိန်ပြုလုပ်သွားခဲ့ပြီးတိုက်ခိုက်ရေး drone တစ်စီးဖြင့်နေ့လယ်တနာရီ16မိနစ်ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ကဏီမြို့နယ်တနင်္လာသို့မိတိလာလာမတာမတက်သောစက်တက်လေဒီပါရာမိုတာတစ်စီးဖြင့်မနက်၈နာရီ35မိနစ်ခန့်အချိန်မှ စတင်ပြောင်းဝဲကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည် ဗမောင်းမြို့နယ်တနရာသူမြကြီးနားလေးတက်မှတက်သောဝိုင်တွဲစစ်ထဖို့ဘုံကျဲလင်းရင်တစည်းဖြင့်မနက်9နာရီ6မိနစ်ခန့်အချိန်မှစတင်ပြောင်းဝဲကလေချောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ဝလမ်းမြို့နယ်တနရာသူမုံရွာနားမခမှတက်သောဂျိုင်းရိုကော့ပတာ၂စီးဖြင့်မနက်၈နာရီ၄၈မိနစ်၈နာရီ၅၃မိနစ်၁၀နာရီ၁၈မိနစ် စင်နာရီ20မိနစ်ခန့်အချိန်လို့မှစတင်ပြောင်းဝဲက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မြဝတီမြို့နယ်တနရာသို့မော်ဘီလေတပ်မှတက်သောဝိုင်းတွဲစစ်ထောက်ပို့ဘုံကျဲလေရင်တစည်းဖြင့်မနက်7နာရီ4မိနစ်ခန့်အချိန်မှစတင်ပြောင်းဝဲကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဗမော်မြို့နယ်တနရာသို့မြကျင်းနာလေတပ်မှတက်သောဂျက်ဖိုင်တာတစည်းဖြင့်မနက်7နာရီ52မိနစ်ခန့်အချိန်တွင် လေကြားတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ငပေးမျိုးနဲ့တနည်းအားသို့မကွေးလေတပ်မှတပ်သော Jet Fighter နှစ်စီးဖြင့်နေ့လယ်2:49မိနစ်2:50မိနစ်2:54မိနစ်ခန့်အချိန်တို့တွင်လေကြားတိုက်ခိုက်မှု၃ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။တရက်17လ2025ရက်နေ့တွင်အကြဖတ်စစ်ကောင်းစီအနေဖြင့်တရက်ဦးလေတပ်နေပြည်တော်မကွေးမြစည်းနာမိခီလာလေတပ်များမှာ ဂျက်ဖိုက်တာဝိုင်တွင်ဂျိုင်ရိုကော်ပတာနှင့်ပါရာမိုတာများပြန်တက်မှုအကြံရေး49ကြိမ်ခန့်ရှိခဲ့ပြီးမန္တလေးတိုင်း၊စကိုင်းတိုင်း၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ရခိုင်ပြည်နယ်တို့တွင်လေကြောင်းတိုက်ခိုက်ပြန်တက်မှု18ကြိမ်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မိဘပြည်သူများအနေဖြင့်အကြံဖတ်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု အနေအမြများမှကာကွယ်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်း မိမိနယ်မြေရှိတပ်ဆိုင်ရာတော်လှန်ရေးအဖွဲ့များ၏တတိပေးထုတ်ပြန်ချက်များကို လေးစားလိုက်နာ၍နေထိုင်ကြပါယံတိုက်တွန်းလို့ဆိုအပ်ပါသည်ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝေဟင် channel မှာလက်လန်းမီသလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သော လေးစားတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်မိဘပြည်သူများအနေဖြင့်လေးရင်ဖြတ်တန်းသည့်သတင်းနှင့်လေးစားတိုက်ခိုက်မှုများကိုသိရှိရပါကဝေဟင် Telegram channel ၏သတင်းလက်ခံအကောင့်ဖြစ်သောဝေဟင် Scott ဘော့တို့ ဆက်သွယ်သတင်းပို့ပေးကြပါရန်မြစ်တာရက်ခန့်အပ်ပါရှင်။ယခုကဲ့သို့လေကြောင်းတိုက်ခိုက်မှုသတင်းများအားနေ့စဉ်ကြည့်ရှုနိုင်ရန်ကျမတို့ဝေဟင် YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါအောင်နော်။မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်။